မြန်မာနိုင်ငံကဘလုံးသမားတွေကိုရှော့မတွေ့သေးကြောင်းမယူသိန်းကိုခွက်ပြအောင်လောက်ခါတက်သေးပြလိုက်တဲ့မမောင်လင်းမြန်မာနိုင်ငံကဘလုံးသမားတွေရဲ့ခြေစွမ်းကအဆင့်တစ်ခုရှိကြောင်းမယူသိန်းကိုသွင်းကိုတကိုးနဲ့တက်သေးပြလိုက်တာကတော့မြမလက်ရွေးစင်ဘလုံးသမားမမောင်လင်းမှာအခုဆိုမယူသိန်းကမမောင်လင်းရဲ့ကိုးကြောင့်ပဲဖလားတလုံးလက်လွတ်ဆုံးရှော့လိုက်ရတာဖြစ်ပါတယ်အခုဆိုရင်မြန်မာတနိုင်ငံလုံးကပရိသတ်တရားလေးပျော်ကြီးပျော်နေကြတာဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းမယူသိန်းဟာယခုနှစ်ဘလုံးရာသီမှာစိုးစုံချင်နေရင်ဆိုင်ခဲ့ရတာပါမယူသိန်းဟာပရီးမီးယားလိမှာအဆင့်ဆန် ားသာရခဲ့သလိုယူရိုပါလိဖလားဘောလူပွဲမှာလည်းစမားသင်းကိုယူလိုဖလားလက်မဲ့ရာသီနဲ့ဆုံးသက်ခဲ့ရတာဖြစ်ပါရည်။ဒါကြောင့်မန်ယူသင်းဟာရှားသည့်ပြီးပြီးချင်းဖလားတလုံးရလို့ရန်ကရှေ့တောင်အာရှအာဆီယံဒေတာကိုလာကချစ်ကြည်ရေးခြေစမ်းပွဲလာကစားတာပါ။မန်ချက်စတာယူနိုက်တက်သင်းကအခုခြေစမ်းပွဲတွေကစားသမား32ဦးထိခေါ်ဆောင်လာတာဖြစ်ပြီးအကယ်ဒမီကစားသမား9ဦးလည်းပါဝင်တယ်လို့သိရပါရည်။အာဆီယံအော်စတာအသင်းကိုတော့အနည်းပြဖြင့် BNL ရွေးစဉ်နဲ့ U23 အသင်းကိုကင်တွယ်နေတဲ့ကိုရီးယားလူမျိုးနည်းပြ ကင်းစံစစ်ကဆောင်ရွက်နေတာဖြစ်ပါရင်အာဆီယံအော်စတာအသင်းတွေကစားသမားတွေကိုအာဆီယံနိုင်ငံတွေရဲ့လက်ရွေးစင်မျိုးသားအသင်းတွေကကစားသမား20ဦးရွေးချယ်ခဲ့တာဖြစ်ပါရင်မလေးရှားကစားသမား9ဦးထိုင်းနဲ့ BNN ကစားသမား6ဦးစီနဲ့ကမ်ဘောဒီးယားကစားသမား2ဦးစင်ကာပူဖိလစ်ပိုင်လာအိုမြန်မာနဲ့တီမိုသင်းတွေကကစားသမား2ဦးစီပါဝင်ပါရင်မြန်မာကတော့မြန်မာလက်ရွေးစင်အသင်းကောင်းဆောင်မမောင်လင်းပါဝင်ပြီးသူကလက်ရှိထိုင်းလိဂ်လက် လန်ဖန်ဝါရီသင်းမှာကစားနေတာဖြစ်ပါရီအစောပိုင်းမှာမြန်မာကစားသမားကိုထင်သေးတဲ့အနေနဲ့အာဆီယံအော်စတာအသင်းကမမောင်လင်ကိုပွဲထွက်ကစားသမားနေရာမှာအသုံးပြုခဲ့ပါဘူးဒါကြောင့်မမောင်လင်ဝင်ရောက်မကစားခင်မှာအာဆီယံအော်စတာအသင်းဟာမန်ချက်စတာယူနိုက်တက်အသင်းဘက်ကိုဂိုးသွင်းဖို့ခက်ခဲနေကြတာဖြစ်ပါရီဒါပေမဲ့လည်းပွဲချိန်ဒုတိယပိုင်း80တနည်းမှာမြမလရွေးစင်ကစားသမားမမောင်လင်ကမန်ယိုအသင်းကိုဦးဆောင်ဂိုးသွင်းခဲ့ပါရီပွဲပြီးချိန်ဒီမမောင်လင်ရဲ့အသင်းကိုတကူနဲ့အာဆီယံအော်စတာအသင်းကမန်ချက်စတာယူနိုက်တက်အသင်းကိုနိုင်ရှာခဲ့ပါရီမမောင်လင်ဟာဒုတိယပိုင်း ိုင်54မိနစ်မှာလာအိုကစားသမားအစားလူစားဝင်ကစားပြီးတော့ဒီပွဲရဲ့ တလုံးနဲ့တော့နိုင်ကိုကိုသိယူနိုင်ကြတာဖြစ်ပါတယ်။ဒါမြမဘောလုံးသမိုင်းတစ်လျှောက်မှာအင်္ဂလန်ထိပ်တန်းကလပ်မန်ချက်စတာယူနိုက်တက်အသင်းကိုမြမလည်းရွေးစင်ကစားသမားတို့ကဂိုးသွင်းနိုင်ခဲ့တဲ့မှတ်တမ်းလေးဖြစ်ပါတယ်။မမလေးရဲ့ကျေးဇူးကြောင့်ပဲခုဆိုရင်တနိုင်ကလုံးကပရိသတ်တွေကဝမ်းသာပျော်ရွှင်နေတာပါ။အထူးသဖြင့်အမှုပညာရှင်တွေကစမမလေးကိုဂုဏ်ပြုပေးခဲ့ကြတာပါ။အေးမြတ်သူဆိုရင်မမလေးရဲ့ဓာတ်ပုံတွေကိုတညာလုံးသဲတွေထိုင်ပေးပြတယ်လို့ဆိုပါတယ်။အခုလိုမြမပရိသတ်တွေကမမလေးအတွက်ဂိုးယူဝမ်းသာမဆုံးဖြစ်နေချိန်တစ်ဖက်မှာတော့မယ်ယူတင်အောင်မမလေးရဲ့ကိုကြောင့် ယခုနှစ်မှာဆိုဖလားဆိုရင်ရေချိုးတဲ့ပလတ်စတစ်ဖလားဓာန်အိုးဓာန်ခွက်ဖလားတောင်မှမရတော့ပါဘူး။ဘာပြောပြောမြန်မာဘောလုံးစင်တန်းနေကြပြီးအငငယ်နေရတဲ့မြန်မာဘောလုံးပရိသတ်တွေအတွက်မြန်မာနိုင်ငံမှာမန်ယူအသင်းကိုဂိုးသွင်းပူးတဲ့အစားသမားတယောက်ပေါ်လာတာခေါ်ယူစရာပါ။မမလွင်ကတော့တကပါလောကစောက်ကြည့်နေတဲ့ဒီဘောလုံးပွဲမှာမငြင်းချောင်ပြသနိုင်လိုက်တာကြောင့်ကမ္ဘာကျော်သွားမယ့်အလားအလာတွေတောင်မှမြင်နေရပါပြီ။မြန်မာမိကနေကမ္ဘာကျော်တဲ့အစားသမားကမပေါ်ထွက်လာသေးတာကြောင့်မမလွင်သာထိတ်တန်းကလပ်တွေမှာကစားခွင့်ရရင်တကယ်ခေါ်ယူစရာဖြစ်လာ ာတော်မှာပါမန်ယူကပါနိုင်ကိုသွင်းပြလိုက်နေတဲ့မြန်မာနိုင်ငံသားမောင်မောင်တွေအတွက်ဂယုစကားလေးတွေကိုရေးသားပေးခဲ့ပါအောင်ရှင်ကြည့်ရှုအားပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်